မင်္ဂလာပါယခုပြောပြမယ့်နေလေးကတော့မိမိကအနှိမ်ခံတဲ့ဘဝကိုရောက်နေရဆိုရင်ပြုလုပ်လို့ရတဲ့နေပေါ့နော်အဲဘလို့အနှိမ်ခံရလဲဆိုရင်မိသားစုတိုင်းဝိုင်းမှာပဲမိမိရဲ့မျက်နှာမျက်နှာသာပြေးမခံရတာပဲဖြစ်ဖြစ်နော်ညီကောင်မတော်မကြားမှာဆွေမျိုးတိုင်းဝိုင်းကြားမှာမျက်နှာမရဘူးပေါ့နော်ဘလောက်ပဲလှုပ်ပြီးလှုပ်ပြီးမျက်နှာမရဘူးပဲဖြစ်ဖြစ်အဲ့တော့မိမိကရုံးဝန်ထမ်းဖြစ်တယ်ကုမ္ပဏီဝန်ထမ်းဖြစ်တယ်ဆိုရင်လည်းကုမ္ပဏီမှာမိမိကအလုပ်ကိုစူးစမ်းတယ်အထက်လူကြီးကခြာပေးတဲ့အလုပ်တွေအားလုံးကို စေတနာပပနဲ့လုတ်ပေးတယ်ပြီးစီအောင်လုတ်ပေးရပါတော့အဲအဲ့ဒါကိုဘေးရအပေါင်းအသင်းဒုက္ခခံပဲတည်းဟာမိမိရဲ့ကိုယ်ရည်ကိုယ်သွေးတက်ကြွမှုပေါ့နော်ကိုယ့်ရဲ့စွမ်းဆောင်မှုကိုမနာလိုဘူးပေါ့နော်အဲမနာလိုတဲ့ခံကြတော့အထက်လူကြီးကိုဟိုတစ်ဖက်နားပေါအောင်ပြောနိုင်တဲ့သူမျိုးတွေရှိရယ်နော်အပံအမားဖြစ်အောင်တစ်ဖက်နားပေါအောင်ပြောပြီးတော့နေရာယူတဲ့သူမျိုးတွေရှိရပါတော့နော်ဟို ဘာလုံးမမလုပ်ဘူးအနေချောင်စားချောင်နဲ့အားနဲ့လင့်လက်တို့ဖုံးခိုးတုံးတယ်ဖုံးကြည့်ရယ်အလုပ်လုံးနဲ့တူအောင်မလုပ်ဘူးလူကြီးလာမှအလုပ်ထလုပ်ပြတာမျိုးပေါ့နော်အဲအဲ့လိုမျိုးနှမ်းဖြူနေတဲ့သူတွေအများကြီးရှိတယ်နော်အဲအမှန်တမ်းပြောရရင်ကုမ္ပဏီတိုင်းမှာရှိတယ်နော်ကိုကိုတိုင်ကအလုပ်ကိုမစိုးစားဘူးလိုချင်တဲ့နေရာကျတော့အမြင်နေလိုချင်တာပေါ့နော်အမြင်နေလိုချင်တယ်ကိုကိုတိုင်မစိုးစားဘူးသူကဘယ်လိုစိုးစားလဲဆိုရင်တော့အဲ့ ဗျံပရာစကားတွေပြောပြီးတော့နေရာယူတဲ့နေရာမှာတော့အရင်စူးစမ်းကြရပါတော့။ဒါမျိုးရဟိုကျွန်တော်ကိုယ်တိုင်လည်းကုမ္ပဏီဝန်ထမ်းဖြစ်ခဲ့ဘူးတာမို့ကုမ္ပဏီเจ้าအလုပ်เจ้าတော်ပြရခင်ဖြစ်တာပေါ့နော်။အဲအဲ့လိုမျိုးဖြစ်လာပြီဆိုရင်တစ်ဖက်လူကြီးကလည်းမိမိကအလုပ်လုပ်တာမှန်မြင်မဲ့လည်းဘေးစကားကိုတအားယုံကြည်လာတဲ့ခါကျတော့မိမိကိုအပြစ်တင်မြင်လာတာပေါ့နော်။အပြစ်တင်မြင်လာတဲ့ခါကျတော့အလုပ်ကမထွက်ထွက်အောင်တော့ဖိအားရေးသေးတယ်။ အလုပ်တွေဖိခိုင်းတယ်အင်းစားတွေပါထည့်ပေးတာပါရုံလုပ်ပြီးသွားတဲ့ပြင်ဟောဆိုတော့ညညအိမ်မှာဘာလုပ်ပါဘာလုပ်ပါဆိုတော့အင်းစားတွေပါထည့်ပြီးတော့ပေးလိုက်တာမျိုးရှိတယ်နော်အဲ့လိုမျိုးဖြစ်လာတယ်နောက်ရရင်ကိုကမထွက်နိုင်ဘူးကိုကလုံးမထွက်နိုင်တဲ့ခါကျတော့ဘေးကအပေါင်းတင်းတွေကကိုကိုမနာလိုတဲ့ခါကျတော့အလုပ်ထွက်စေချင်လာတဲ့ခါကျတော့မထွက်ကိုကမထွက်ဘူးမထွက်တော့သူတို့ကနောက်ဆုံးဘာကြံလဲဆိုရင် မကောင်းတဲ့အစင်းတွေကိုတွားပြီးတော့အတ်တာပေါ့နော်ကိုယ့်ရဲ့ဓာတ်ပုံတွေကိုပို့ရဲကိုယ့်ရဲ့နေတဲ့နေကိုပို့ပြီးရဲခါကြတော့သူ့ကိုဒီလောက်ရင်ထွက်အောင်လုပ်ပေးပါနော်ဝေလွှဲပေးလိုက်ပြီးတော့မကောင်းတဲ့အစင်းတွေနဲ့ခြားကြတဲ့သူတွေအများကြီးရှိတာပေါ့နော်ဒါကတော်တော်ယုံညံ့တဲ့နီလန်းတွေကိုတုံးပြုတ်တဲ့သူတွေပေါ့နော်ပြောမှဆိုရင်အကျင့်စရိုက်တွေအားလည်းမကောင်းဘူးပေါ့နော်ဒါမျိုးကြီးဒါမျိုးကြီးလုံးကြံတဲ့သူတွေအများကြီးရှိပါတယ်အဲ့လိုမျိုးဖြစ်လာရင်မိမိကအခုပြောသလိုမျိုးအလုံးလုတ်ပေးရတော့မျက်နှာမရဘူး ဒါလုံမပြောတာနော်အိမ်မှာဆိုရင်လည်းလောက်ကပြန်လာရဲအိမ်မှာပြင်ပြင်းမှန်းနေလောက်ရတယ်ငွေလည်းရှာရတယ်အိမ်ရောက်တဲ့ခါကျတော့လည်းအလုံးမလုံးတဲ့သူတွေကိုမိဘဆွေမျိုးတိုင်ဝိုင်းကမျက်နှာသာပေးပြီးရောမိမိကိုကြတော့ချောင်ထိုးထားတယ်ပေါ့နော်ဒါဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုကလုံးလုံးဝတော့တာမသွားပဲနဲ့နှိမ်ခံနေရတဲ့သူမျိုးတွေရှိတယ်ဆိုရင်ပြုလို့လို့ရတဲ့ရေတရာတစ်ခုကိုပြောပါပါတော့အဲ့ဒီရေတရာအစင်ရပါလဲဆိုရင် ထီးအနီရောင်တလက်ကိုဝယ်ရမှာနော်ထီးနီရောင်တလက်ကိုဝယ်ပြီးသွားတဲ့ခါကျရင်ထီးကိုဖွင့်လိုက်ထီးကိုဖွင့်ပြီးသွားတဲ့ခါကျရင်ထီးရဲ့အတွင်းပိုင်းမှာနော်ထီးရဲ့အရွက်ပေါ့နော်ထီးအရွက်ရဲ့အတွင်းပိုင်းမှာအဲပြောမှဆိုရင်ဟိုရုံးဝန်ထမ်းဆိုရင်မိမိရဲ့ရုံးရဲ့လူရဲ့အချက်လူကြီးရနော်မန်နေဂျာပေါ့ကိုကိုအမြင်မကြည်လင်ဘူးဆိုရင်အတွေ့ရဲ့အမြင်ကိုအဲထီးမှာရေးရမယ်နော်ထီးရဲ့အပြင်ဘက်မှာနော်ထီးရဲ့အတွင်းပိုင်းအရွက်မှာရေးရမယ်ကော်လက်ရှင်နဲ့ရေးရမယ် အမေမီရဲ့လုံးပေါ်ကန်ပဲတယောက်ယောက်ကဒါမှမဟုတ်၂ယောက်ဒါမှမဟုတ်၃ယောက်ပေါ့နော်ကို့ကိုအမြင်မကြည်လင်ဘူးစောင်းနေရဆိုရင်လေသူတို့နာမည်ပါထည့်ပြီးတော့ရေးရမှာနော်ဒါရအောင်လဲနီးလည်းမဟုတ်ဘူးနော်တယောက်နဲ့တယောက်ပြန်ပြီးတော့တင်းတင်းမြတ်တပြီးတော့ကို့ဦးစားပေးအောင်ကို့ဦးစားပေးမဖြစ်ခဲ့ဘူးဆိုရင်တော့မှလုပ်ငန်းမှာစိတ်နှောက်ရှက်မဖြစ်ဘဲနဲ့တယောက်နဲ့တယောက်နဲ့ဂျိုင်းမဲကူညီပြီးတော့ရှေ့ဆက်သွားလို့ရအောင်လုပ်တဲ့နီးလန်းတစ်ခုဖြစ်တာမို့လို့ဆိုဂျိုးတစ်ခုမှမပါဘူးဆိုတော့ပြောပြပေးခြင်းတယ်နော် ရရစင်းလောက်တိုင်းနာမည်တွေထည့်လိုက်တိုင်းမှာလူတစ်ဖက်သားအဆိုးဆုတ်ယုတ်သွားတာတော့အဆိုးကြီးတွေဖြစ်မယ်လို့မပြောဘူးနော်မတတ်မှတ်တာဟောဘာလို့လဲဆိုတော့ဟောကျွန်တော်ကအောင်လန်းနီလန်းတုံးနေတာမဟုတ်ဘူးလေနော်ဒါအထက်လန်းနီလန်းတုံးတယ်အထက်လန်းကြကြပဲလောက်တာမဟုတ်လို့ကောင်းတော့ရရအောင်ပြောပြပေးခြင်းဖြစ်တယ်ကိုလောက်တိုက်တဲ့ရရရာဒီတစ်ဖက်သားလုံးဝမဆုတ်အကျိုးမယုတ်စရာဘောနော်မဆုတ်မနစ်စရာဘူးဘေးဒုက္ခမတွေ့စရာဘောနော်အဆင်မပြေတဲ့ဟာကိုအဆင်ပြေအောင်လုပ်တဲ့ရရရာပဲဖြစ်တယ် ကျန်တဲ့ကိစ္စဘာမှမပါဘူးပေါ့နော်ကျန်တဲ့ကိစ္စကျိုးပါစေကမ်းပါစေလွန့်ပါစေအဝေးရောက်ပါစေဆိုတဲ့ဟာတွေတခုမှမပါဘူးနော်သူနဲ့ကိုနဲ့ဒီတမိုးအောင်မှာကျူတူနေနေတယ်သူနဲ့ကိုနဲ့အဆင်မပြေဘူးဒါကြောင့်မလို့ဒီရေရာကိုလောက်တယ်ဒီရေရာလောက်ပြီးသွားတဲ့ခါကျတော့သူနဲ့ကိုနဲ့ပြန်ပြီးတော့ချစ်ချစ်ခင်ခင်နဲ့ပြန်ပြီးတော့တင့်မြတ်သွားရတယ်ပေါ့နော်သူလည်းကိုယ်အမြင်ကြည်လင်လာမယ်ကိုလည်းသူ့အမြင်ကြည်လင်လာမယ်စောင်းလာရင်မြောင်းလာရင်ချိန်တာရင်မရှိတော့ဘူးသွေးလိုစကားတွေသွားပြီးတော့တိုင်ကြပြောဆိုခြင်းမရှိအောင်လုပ်တဲ့ရေရာတွေဖြစ်တာမို့လို့ စိတ်တန်တန်နဲ့လုပ်လို့ရတယ်ဆိုတော့ဘောပြောပေးချင်တာဗောနော်အဲ့တော့အဲ့ ठी မှာအမြည်ပိုင်းရေးပြီးသွားရင် collection နဲ့ရေးပြီးသွားတဲ့ခါကျရင် ठी ကိုပြန်ပိတ်လိုက်ပြန်ပိတ်ပြီးသွားတဲ့ခါကျရင်ဘုံကြီးเจ้าမဟုတ်ဦးတစ်ခုမှာတွားပြီးတော့ ठी ကိုထောင်ထားပေးလိုက်ဘုံကြီးเจ้าမဟုတ်ဦးမှာထောင်လို့ရတယ်ဓမာယုံအဝင်ဝအပေါဝတစ်ခုမှာထောင်လို့ရတယ်နောက်တစ်ခုကကြတော့တစ်ပင်တပင်ပါဗောနော်တစ်ပင်တပင်ရဲ့ပင်စီချင်းမှာတွားပြီးထောင်ထားပေးလို့ရတယ်နော် ရဝဲမှာရောက်နေတဲ့သူတွေတိုင်းကြားမှာရောက်နေတဲ့သူတွေဘုံကြီးเจ้าမရှိပါဘူးဓမ္မယုံမရှိပါဘူးဆိုရင်ဘာလို့လဲဆိုအဲတစ်ပင်တပင်ရဲ့ပင်စီချင်းရဲ့မှာတွားပြီးတော့ခြေကိုထောင်ထားပြလိုက်နော်အတဲ့ပဲထောင်တော့ဇောက်တိုးပဲထောင်တော့ထောင်ခြင်းတို့ထောင်ဘလို့ပဲထောင်ထောင်အဲ့လုပ်ပြီးသွားတဲ့ခါကျရင်အဲ့ဒီဆင်းရဲရဲလုပ်ပြီးသွားတဲ့ခါကျရင်တလာတော်အတွက်မှာထူးခြားတည်တာလာမယ်ဆိုတော့တယောက်နဲ့တယောက်နဲ့အစဉ်ပြေပြီးတော့ကိုယ်လည်းရေးပေးခံမှုတွေရရှိမယ်ဆိုတော့ပြပြပေးခြင်းဖြစ်ပါတယ်ခုနေသားပြီးအားလုံးအစဉ်ပြေကြပါစေ